မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့ကျွေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က16ဦးသေဆုံးပြီးတော့စစ်ခွေးအလောင်းတချို့ တနက်တက်လန့်နဲ့ခေယံများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်နေ့ကနေ26ရက်နေ့အထိအရာတော်မြို့နယ်တလဲပါပြူစောတိကြီးရွာကနေထွက်လာတဲ့အင်အားတရာလောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူတဲဆောင်နေတဲ့အချိန်ဒေါ်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်သားနဲ့ပြူစောတိ16ဦးသေဆုံးကအယောက်30ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ တနက်တက်လက်နဲ့အတူခဲယမ်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ခွေးတွေက လူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတဲ့ပြည်သူ၄ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ပြောပါရယ်ကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်တာစုစုပေါင်းစစ်ခွေး၁၆ကောင်တေးပါတယ်ပြူစောတီ၁၂ကောင်နဲ့စစ်ခွေး၄ကောင်တေးတယ်လို့သိရတယ်စစ်ခွေးအလောင်းတလောင်းတော့ရတယ်တနက်တက်လက်လည်းရတယ်စစ်ခွေးတွေဖမ်းဆီးထားတဲ့ပြည်သူ၄ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်ကြောက်ကုန်းရွာကပြည်သူ၄ဦးပါရွှေဘုတ်ခရိုင်အတွင်းက PDF ပကဖတွေစီစီလုံးလုံးနဲ့တိုက်ပွဲဝင်မယ်ဆိုရင်စစ်ခွေးတွေကိုထိထိရောက်ရောက်ခြေမုံနိုင်ပါတယ်လို့ရွေးဦးအောင်ပွဲတော်လိုင်းအင်အားစုကတာဝန်ရှိသူကရှင်းပြထားပါတယ် ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်များကိုလူယူဖျက်ဆီးတပ်ဖြတ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းများကိုຫນွေဥတော်လိုင်းအင်အားစုများအနေနဲ့တိုက်ခိုက်ချိန်မုံးရမှာစီစီလုံးလုံးပါဝင်ပေးကြပါရန်ຫນွေဥအောင်ပွဲတော်လိုင်းအင်အားစုက အသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းကမ်ဘလူးမြို့နယ်စပယ်နန်းတာရွာပြူစောတိစစ်စေးရိတ်ဂိတ်ကစိတ်ခွေးတွေကအသက်16နှစ်အရွယ်မရှွန်းရှွန်းလက်ကိုမရင်းကျင်ပြီးတော့မိရှုတက်ဖြတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ29ရက်နေ့မနေ့9နိုင်ကန်မှာကောလင်းမြို့နယ်ပေကုန်းရွာမှာနေထိုင်တဲ့အသက်16နှစ်အရွယ်မွှွှွှွှလဲနဲ့တငယ်ချင်းဖြစ်သူတို့အမျိုးသမီးတအူးဟာရွှေဘုံမြို့ပေါ်ကိုအလုတ်လုတ်ကန်ရအတွက်ဆိုင်ကယ်နဲ့လာတဲ့အချိန်ကမ့်ဘလူမြို့နယ်ဇပယ်နန်းသာရွာပြူစောတိစစ်စေးရိတ်ဂိတ်ကစစ်သားများကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလို့ဖမ်းဆီးပြီးတဲ့နောက်မွှွှွှှလဲနဲ့တငယ်ချင်းဖြစ်သူတို့ကိုတဏီယာစီခွဲပြီးတော့ချုံနှောင်ခဲ့ပြီးတဲ့နောက်မွှွှွှလဲကိုစစ်ခွေးနဲ့ပြူခွေးတွေကအုပ်စုဖွဲ့ပြီးမရင်းကျင်ကမီးရှို့တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ ယ်။၎င်းတို့ဖမ်းဆီးထားတဲ့မရွှွှွှွန်လဲရဲ့တငယ်ချင်းဖြစ်သူအမျိုးသမီးဟာစစ်သားနဲ့ပြူစောထီးများအလစ်မှာထွက်ပြေးလာခဲ့တဲ့အတွက်ကြောင့်လွတ်မြောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးထွက်ပြေးလွတ်မြောက်လာတဲ့အမျိုးသမီးကိုကမ်ဘလူခရိုင်တိုင်ရင်သုံးတပ်ခွဲသုံးကကယ်တင်နိုင်ခဲ့ပြီးတဲ့နောက်အော်တိုဘာလ29ရက်နေ့ညာရင်းချင်းပဲမိသားစုဝင်များထံကိုပြန်လည်အနှံပေးခဲ့တယ်လို့သိရပါဗျ။ သူတို့နှစ်ယောက်ကိုစစ်ခွေးတွေကဖမ်းဆီးပြီးတနင်္လာစီမှာချုပ်ထားတယ်လို့ပြောပါတယ်။မရှွှန်းရှွှန်းလက်ကိုစစ်ခွေးတွေနဲ့ပြူခွေးတွေကမရင်းကျင်ပြီးတော့မိရှုတက်ဖြတ်လိုက်တယ်။သူတို့ကရွှေဘုံမြို့ကိုအလုတ်သွားလုဖို့လာတာကိုဇဗေနန်းသာရွာပြူစောတိစစ်စေးရိတ်ဂိတ် မှာဖမ်းဆီးခံရတာတဲ့။မရှွှန်းရှွှန်းလက်ကို မရင်းကျင်ပြီးတော့တမ်းပြီးမိရှို့တတ်တာမရှုံရှုံလေးရဲ့တငယ်ချင်းအမျိုးသမီးကိုလည်းဖမ်းဆီးထားတော့ငါတို့ဆန္ဒကိုဖြည့်ဆည်းပေးပါလားဆိုပြီးတော့ပြူစောထီးတွေကပြောဆိုတာတွေရှိတယ်လို့သိရတယ်အဲ့ဒီမရင်းကောင်တွေရဲ့အလစ်မှာထွက်ပြေးလာလို့အဲ့ဒီအမျိုးသမီးကလွတ်မြောက်ခဲ့ရတာလို့ကံဘလူခေရအမတ်တုံးတက်ရင် PDF တက်ရင်ထောက်လန်းရေးတာဝန်ခံကပြောဆိုထားပါဗျာ အဲ့ဒီတူစောတီဂိတ်မှာမဆွွှွှွန်လဲနဲ့တငယ်ချင်းဖြစ်သူတို့အမျိုးသမီးတွေစီးနှင်းလာတဲ့စိုင်းကဲတစည်းနဲ့ဖုန်းနှလုံးကိုစိတ်ခွေးတွေနဲ့ပြူခွေးတွေကလူရယူဆောင်ထားလိုက်တယ်လို့သိရပါဗါးအလားတူပဲအော်တိုဘားလ16ရက်နေ့မနက်9:00နာရီကအချိန်မှာကံဘလူမြို့နယ်ရွှေဘုံမြကြီးနားလမ်းပိုင်းမှာရှိတဲ့ဇပင်နန်းသာတူစောတီအထိုင်စခန်းကအကြမ်းဖက်စိတ်ခွေးတွေကကောလင်းမြို့နယ်ညောင်ကုန်းကြီးရွာကတန့်စင်နယ်ဘက်ကိုကထိန်ခင်းရံသွားတယ် ဦးကျော်မျိုးနဲ့ဒေါ်အေးမာဦးရဲ့လင်မယားနှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးပြီးတဲ့နောက်ဒေါ်အေးမာဦးကိုမရင်းချစ်တပ်ဖြတ်ပြီးတော့ဒေါ်အေးမာဦးဝစ်ဆင်ထားတဲ့ဆွဲသီးပါတဲ့ရွှေဆွဲကြိုးနှစ်ခုတကြက်သားရွှေအခဲတစ်ခု၊ငကဲတစ်ခု၊လက်ကောက်တစ်ခုစုစုပေါင်းရွှေ၃ချက်သားနဲ့ငွေသား9သိန်း၊ဖုန်း၃လုံး၊စိုင်းကဲတစ်စီးလိုကိုလူရက်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကံကြေးရွာမှာအထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ26ရက်နေ့မြင်းကြံနထိုးကြီးလမ်းပိုင်းမှာရှိတဲ့အင်းအား90ခန်းနဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောတိများအထိုင်ချတဆွဲထားတဲ့ကံကြေးရွာကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေး9កောင်တိတ်ဆုံးပြီးတော့တော်လိုင်းရဲဘော်များကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကံကြေးရွာမှာကစစ်ခွေးအင်အားကခံမှန်းကြီး90ဝန်းကျင်လောက်ရှိတယ်။တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာစစ်ခွေးအလောင်းတွေနဲ့ဒဏ်ရာရတဲ့ကောင်တွေကိုကားတွေနဲ့မြို့ထဲကိုတဲသွားတယ်လို့သိရပါတယ်။စစ်ခွေးတေတာက9កောင်လောက်ရှိမယ် င်ကျွန်တော်တို့ရဲဘော်တွေအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်းကြံခရိုင်အမတ်တဲတိုင်ရင်ကတာဝန်ရှိသူကပြောဆိုထားပါတယ်စစ်စင်ရေးတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမတ်တဲတိုင်ရင်နဲ့နထိုးချင်းမြို့နယ်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်ခွေးတွေဟာဆိုင်ကယ်များနဲ့ဂုံးတာရွာဘက်ကိုထွက်ပြေးဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကျန်းဖို့ပါတီကရွေးကောက်ပွဲအောင်နိုင်ရေးအတွက်မဲဆွယ်စည်းရုံးရေးလှည့်လည်ရမှာလိုက်ပါပေးတဲ့သူတွေကိုတယောက်ကိုတပေါင်းခွဲပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရက်ကွက်နဲ့မြို့နယ်တွေထဲမှာကျန်းဖို့ပါတီအတွက်မဲဆွယ်စည်းရုံးရေးဆိုင်းပုတ်ထောင်ရမှာပါဝင်ပေးသူတွေကိုလည်းတယောက်ကိုချက်3000စီပေးတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအတွင်းကလက်လုံလက်စားအခြေခံလူဒန်းစားတွေကိုမဲဆွယ်စည်းရုံးရေးထဲမှာပါဖို့ပါတီဝင်အင်အားပြနိုင်ဖို့အတွက် ပိုက်ဆံပေးပြီးတော့လုံခိုင်းနေတာလို့အလုံမျိုးမှာနေထိုင်သူတို့ကပြောပြထားပါဗျ။ပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကရန်ကုန်မှာအောက်ခြေလူဒန်းစားလက်လုံလက်စားသမားတွေကို3000ပေးပြီးတော့မဲဆွယ်စည်းရုံးရေးတွေလိုက်ခိုင်းနေပါတယ်။ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ထောင်းတာတွေလိုက်လုံခိုင်းနေတယ်ဗျ။တချို့ကလည်းလိုက်ကြတာပေါ့ဗျာ။ပတ်စံလိုချင်ကြတာကို သူတို့ကိုထောက်ခံမဲ့သူတောင်မရှိဘူးအကုန်လုံးဒီဘက်ကပတ်စံရလို့လိုက်ကြတဲ့သူတွေကြီးပဲလို့ပြောဆိုထားပါတယ်စစ်ခွေးတက်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဟာရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့နိုင်ငံရေးပါတီအသီးသီးကိုအော်တိုဘာလ28ရက်နေ့ကနေစပြီးတော့ရပ်ပေါင်း60အတွင်းမဲဆွယ်စီယုံခွင့်ပြုတ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ် ရွေးကောက်ပွဲလုပ်ဖို့အတွက်လောနေတဲ့စစ်ခွေးတပ်ဟာလုံခြုံရေးစိုးရိမ်ထိတ်လန့်ရတာကြောင့်ပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေအတွက်အခုလိုမျိုးမဲဆွဲစည်းရုံးရေးအတွက်အကာအကွယ်မပေးနိုင်ဘူးလို့သိရပါဗျ။အငိမ့်စားစစ်ဘိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားပြီးတော့ငွေကြေးတက်နိုင်တဲ့စစ်ဖွဲ့ပါတီကတော့ အောက်ခြေလူတန်းစားငွေကြေးမပြေလည်တဲ့သူတွေကိုခုတုံးလုပ်ပတ်စံပေးပြီးတော့ပါတီအတွက်မဲဆွယ်စည်းရုံးတာလူအင်အားပြပြီးတော့လုံခြုံရေးယူတဲ့အနေအထားတိုင်းလုပ်နေကြတယ်လို့ထောက်ပြပြောဆိုထားပါတယ်။လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့တနိုင်ငံလုံးအနှံ့စစ်ပွဲတွေဖြစ်ပွားနေသလိုမြို့ကြီးတွေမှာတော့မှစစ်ခွေးတက်နဲ့စစ်ခွေးလက်အောက်ခံထောက်တိုင်တွေဟာတော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်တာကိုမကြာခဏခံနေရပါတယ်။အခုလဲစစ်တပ်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ကြမယ်။နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေဟာပြည်သူလူထုရှေ့မှောက်မှာမဲဆွယ်စည်းရ ုံနာတွေကိုယ်တိုင်မလုပ်ရဲကြပဲသူတို့ရဲ့လုံခြုံရေးကိုအထူးစိုးရိမ်နေကြတယ်လို့သုံးသပ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးနဲ့သခိုင်းကိုဆက်သွယ်ထားတဲ့သခိုင်းတရားမှာလောက်ကုံရပ်ပိုင်းအတွင်ကုံကားသမားတွေကိုပြစ်မှတ်ထားပြီးတော့စစ်သားစုဆောင်းနေတာကြောင့်ကုံကားတချို့ရင်လိုင်းပြေးဆွဲတာကိုရန်နာထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လတ်တလရဲ့လက်ကုံရက်တွေမှာသခိုင်းတရားကိုဖျက်ဆန်းသွားလာတဲ့ကုံကားကရင်အကူအမျိုးသားတွေကိုစစ်ခွေးတက်ကပေါ်တာဆွဲပြီးတော့စစ်တပ်ထဲကိုထည့်နေတယ်လို့သိရပါတယ်။လက်ကုံကားနီးတပတ်ကျော်လောက်ဆိုရင်ခမားတို့ဘယ်တော့မှသခိုင်းတရားပတ်ဝန်းကျင်ကိုမသွားနဲ့လူပြည့်အောင်အကုံဆွဲနေတာလို့ကုံကားမောင်းတဲ့သူတို့ကပြောပြထားပါတယ်။အဲ့ဒီလိုစစ်သားစုဆောင်တာကိုလတ်တလရဲ့နောက်ဆုံးဘက်ရက်တတပတ်ကနေလာဆန်းပထမရက်တတပတ်အတွင်းလှုပ်ဆောင်လေးရှိတယ်လို့သိရပါတယ်။အိမ်စည်းကားနဲ့ခရီးသွားနေတဲ့သူတွေကိုတော့စစ်တပ်နဲ့ပတ်သက်ဆက်နွယ်တဲ့သူတွေဖြစ်မှာစိုးရိမ်တာကြောင့် ကုန်ကားသမားတွေကိုပဲပြင်မှတ်ထားပြီးဖမ်းနေတာလို့ရင်းမောင်းတွေကပြောဆိုနေကြပါတယ်။စပယ်ယာလည်းမရဘူးအကုန်ဆွဲချတာ။အဲ့ဒီကောင်တွေကကုန်ကားလိုက်ပါဖမ်းရင်အဲ့ဒီကားသမားရောစပယ်ယာရောအကုန်လုံးစစ်ထဲလိုက်ပဲ။ဘဲဥတွေပုံမှန်နဲ့မှအေးမရဘူးစစ်ထဲပဲတန်းထည့်တာလို့ကုန်ကားမောင်းသူတို့ကရှင်းပြထားပါတယ်။မန္တလေးမြို့မှာလာမဲ့စစ်မှုထမ်းအပတ်စဉ်အတွက်လူသစ်စုဆောင်တာတွေကိုစတင်လှုပ်ဆောင်နေပြီလို့သိရပါတယ်။ အာနာသိစေခွေတက်ဟာစစ်မှုရန်အပတ်စဉ်တစ်ခုကိုလူ9000နှုံခေါ်ယူမယ်လို့ကြေညာထားပါတယ်။ပြီးခဲ့တဲ့စက်တဘာလ15ရက်နေ့မှာအပတ်စဉ်18ကိုစတင်ထားပါတယ်။အပတ်စဉ်15အထိတင်နန်းစင်းထားပြီးဖြစ်တဲ့အတော့စေခွေတက်အတော့မြေပြင်တက်ခတ်ရေးအင်အား9500ရရှိထားပြီလို့အကြံဖြင့်ခံမှန်းရပါတယ်။စစ်မှုရန်တင်နန်းစင်းတွေကိုစစ်ကောင်စီတပ်ကဒေါ်လာရေးအဖွဲ့တွေနဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ရှေ့တန်းနေရာတွေစီကိုစေလွတ်ပြီးတော့အသေးခံတိုက်ခန်းက တိုက်ပွဲကြတဲ့သူတွေရှိတယ်လို့လက်နက်ချလင်းဝင်တဲ့သူတွေလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းကတာမြို့နယ်မှာရှိတဲ့ညောင်ချေတော့ဂျီဘာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ29ရက်နေ့ည10:25မိနစ်အချိန်ည10:44မိနစ်အချိန်နဲ့ည10:50မိနစ်အချိန်တို့မှာကတာမြို့နယ်ညောင်ခြေထောက်ကြီးရွာကိုအချမ်းမဆက်တကလေရင်နဲ့၃ချိန်ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဘုံကျဲချမှုကြောင့်ညောင်ခြေထောက်ကြီးရွာကအသက်60အရွယ်တက်ကြီးရွယ်ဦးအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးအသက်40နဲ့အထက်အမျိုးသမီး2ဦးနဲ့အသက်10နဲ့အရွယ်ကလင်းငယ်2ဦးစုစုပေါင်း5ဦးတိုက်ဆုံပြီးတော့9ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လေရင်နဲ့ဘုံကျဲမှုကြောင့်ဖုန်ကြီးကြောင်ဝ ွင်းအတွင်းအပြင်ဓမာယုံနဲ့ဂရုဏာပရဟိတကပြက်စီးသွားခဲ့ပြီးဂျေးရွာရဲ့နေအိမ်၁၄လုံးလည်းပြက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲဗန်းမောင်မြို့ကိုလည်းအချက်မဆက်တက်က112လေယာဉ်နဲ့ဘုံအလုံး40ကျော်ကျဲချတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကပြောပါတယ်။အော်တိုဘားလ29ရက်နေ့မနက်7:40မိနစ်ခန့်မှာအချက်မဆက်တကဗန်းပေါင်မြို့ကို112လေယာဉ်နဲ့ဘုံ40ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချက်မဆက်တရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်း ပြည်သူပိုင်းနေအိမ်များနဲ့အဆောက်အုံများပါထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်အော်တိုဘားလ26ရက်နေ့ကလည်းနားရက်ကရွာဖျားကုန်းနဲ့ခမိုးနယ်ဆက်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးတင်တန်းကြောင်းကအကြမ်းမဆက်တန်နဲ့ SNA အဖွဲ့ကဗန်းပေါင်မြို့ပေါ်ကို120မမလက်နက်ကြီး drone များနဲ့ပစ်ခတ်ဘုံကျဲတိုက်ခတ်ခြင်းကြောင့်မြို့ပေါ်မှာရှိတဲ့ဌာနဆိုင်ရာအဆောက်အုံများမိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စိတ်ခွေးတွေကဗန်းပေါင်းမြို့ပေါ်ကပြည်သူပိုင်းနေအိမ်တွေကိုလက်နက်ကြီး drone တွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတော့မြို့ကိုဖျက်ဆီးလို့အားမရလို့ လေရင်နဲ့ပါဘုံကျဲပြီးတော့ဖျက်ဆီးနေတာပါပြည်သူတွေကတော့အကုန်လုံးတိမ်းရှောင်နေလို့ထိခိုက်တဲ့လူမရှိပါဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အဲ့ဒီဘန်းပေါင်းမျိုးကိုတော်လိုင်းတပ်ဖွဲ့များကစက်တမလ15ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့စက်တမလ20ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ့်ပိုင်နိုင်ငံကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ